pa de wene ma la zon me me na na lo janare go where be me ya wene ma so down the garlic plan when me ဒဇယ်ဖုန်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတ်တရားနေ့အစီအစဉ်အားနေဒီကနေ့မတ်လ12ရက်နေ့မှာမွေးနေ့ပြင်းပြကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူ ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်စုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်ရနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်အမတရားနေ့အစီအစဉ်အားနေပြမောဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ကရင်ပြည်နယ်ဖအံမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ရဲအုပ်မြင့်ဝင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့59နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ရဲအုပ်မြင့်ဝင်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့မင်းမှုမာနေတဲ့ချစ်စနီဒေါ်တနာဝီ၊တမီးကြီးဒေါခင်ရတနာဝီ၊တမီးငယ်ချူးကျေစင်လင်းတို့ကပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ ကရင်ပြည်နယ်ဖအံမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ရဲအုပ်မြင့်ဝင်ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်။မင်္ဂလာရှိတဲ့မွေးနေ့ရက်မြက်လေးဖြစ်ပါစေ။ပျော်ရွှင်စရာနေ့ရက်တွေကိုပဲအစဉ်ထောင်ထောင်ပိုင်ဆိုင်နိုင်ပြီးတော့ခြေရတဲ့သူတွေနဲ့လည်းနောက်နှစ်ပေါင်းများစွာထိနေထိုင်သွားနိုင်ပါစေ။ဘာသာသာသနာအကျိုးကိုဒီထက်မကသေဖို့ဆောင်ရွက်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရရှင်။ တရားနေ့အစီအစဉ်အားနဲ့ဆက်လက်ပြီးတော့ဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်တန်လင်းမြို့မှာနေတဲ့ညီမလေးယူဝါနိုင်ရဲ့ဒီနေ့မှပြင်ပြောင်းတဲ့24နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ညီမလေးယူဝါနိုင်ရဲ့ဒီနေ့မှပြင်ပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ရခိုင်မှာနေတဲ့သက်ဆိုင်သူကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ ဒီတကားဆူတောင်းပေးအောင်မဲ့မွေးနေရှင်ကတော့မန္တလေးကိုခေတ္တရောက်နေတဲ့ညီမလေးရွှေမိမီရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်ညီမလေးယုံမိမိရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့သခိုင်းမနေတဲ့တငယ်ချင်းတွေအားလုံးကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မွေးနေ့ရှင်ညီမလေးယုံမိမိအတွက်တငယ်ချင်းတွေရဲ့မွေးနေ့ဆုမွန်စကားလေးရတော့စိတ်ညစ်တာတွေအမြန်ဆုံးပျောက်ကင်းပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆုချွေးမိထားပါတယ်ရှင်။ အခုနောက်ဆုံးဆူတောင်းပေးခြင်းတဲ့မွေးနေ့ရှင်ကတော့တရုတ်ပြည်ကိုခေတ္တရောက်နေတဲ့ချိုင်းထက်ကူခေါ်ထက်ရင်ဒီနေ့မှပြင်းမြောက်တဲ့20နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ချိုင်းထက်ကူခေါ်ထက်ရဲ့မွေးနေ့အတွက်ကိုတော့ထိုင်းကိုခေတ္တရောက်နေတဲ့တငယ်ချင်းတို့ချင်ရတဲ့မမနဲ့မမထွတ်တာကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့တန်လေးမာနေတဲ့ညီမလေးယူဝါနိုင်မန္တလေးကိုခေတန်းရောင်းနေတဲ့ညီမလေးယုံမိမိနဲ့တရုတ်ပြည်ကိုခေတန်းရောင်းနေတဲ့ချိုင်းထက်ကူခေါ်ထက်ရဲ့မွေးနေ့အတွက်ကို အမတရားနေအစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုချွေပေးကြပါရစေ။တာယာပြောရွှေမွေကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလောက်ကံ့ွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ။ အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပောင်းဝင်းတောင်းဆိုပေးထားတာတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်းဝင်းတောင်းဆိုပေးထားတာတွေကို ထုံးလင်းတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ Twinkle light ဒီနေ့ပါလေလေချစ်ချင်းရဲ့နှစ်ပတ် စ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြင်ဦးလေးမှနေတဲ့တူမလေးနှင်းရတနာဝေပဲဖြစ်ပါတယ်။သူကတော့မုံရွာမျိုးကဥထေးအောင်နဲ့ဒေါခင်ထာရုရဲ့ဒီနေ့မှပြင်းပြောင်းတဲ့35နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မင်္ဂလာဇနီးမောင်နှံအတွက်စကားလက်ဆောင်လေရတော့ရတုဆက်ဆက်နှစ်ပတ်လေတိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစီဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်ဦးလေးမာနီနဲ့ညမလေးနှင်းရဲ့တနာဝေပဲဖြစ်ပါတယ်။သူကတော့မော်ဘီမျိုးမာနီနဲ့ဘိုးကြီးရန်နောင်နဲ့မင်းနှင်းဖြူတို့ရဲ့ဒီနေ့မှပြမြောက်တဲ့တနှစ်ပြည့်ချစ်သက်တမ်းအတွက်ကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။တဆိုင်သူနှစ်ယောက်အတွက်စကားလက်ဆောင်လေးရတော့အမြန်ဆုံးရွှေလက်တွဲနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ ဒီနေ့မှာနှစ်ပတ်လည်ပြင်ပြောင်းကြတဲ့ချက်တူစုံတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစားပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလောသမျှအခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနာဆင်ခဲရတဲ့အစီအစဉ်အရတော့အမှတ်တရနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။ အမတ်တရားနေ့အစည်းအဝေးကိုနေစစ်မနက်9:00နာရီကျင်အချိန်တိုင်းမှာထုံးနှင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တစင်းဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးကြတယ်ဆိုရင်တော့နေစစ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့ 399 8993 9995တို့မှာတုံးရဲ့ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နားဆင်အားပေးခဲ့ကြတဲ့တစဉ်ဖန်ပရိသတ်များအားလုံးပဲတားရပျော်ရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။